မင်္ဂလာပါရှင်မြစမတူတူရီထောက်ဆီဇန်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့လူလူစိတ်ဝင်စားမှုများနေတဲ့ဒီထမ်းမြနယ်ဇက်ကကြားဖြန့်ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ညီမြဆွေးနွေးသွားဖို့အတွက်လေ့ကျင့်ထားပါရစေဆိုတော့ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဟုတ်ဆရာဆိုတော့ပထမဆုံးပေါ့လေဒီထိုင်းမြန်မာနယ်စပ်ကဒီကြားဖြန့်စင်တာတွေကပေါ့လေဘယ်ချိန်ကနေပြီးတော့ဘလိုမျိုးစပြီးတော့ကြီးထွားလာတယ်လဲဆိုတဲ့ဟာကိုအရင်ဆုံးပြောပြပေးပါအောင်ရှင့်။ထိုင်းမြန်မာနယ်စပ် ဒီကရင်ပြည်နယ်မြဝတီမြို့နယ်တဲကိုကြားဖြတ်စင်တာတွေရောက်လာတာဗောလေမြဝတီမြို့နယ်တဲတော့မကောက်ဘောဟိုဒီနေဆက်တလျှောက်ဒီ ਆ တွေရောက်လာတာကပြောရရင်တော့ဇင်းမြစ်ကတော့မူလဇင်းမြစ်ကတော့အိုးတရုတ်နဲ့ဆက်ဆက်နဲ့တရုတ်နိုင်ငံနဲ့ဘာလို့လဲဆိုတော့ဒီစင်တာတွေကိုလေပတ်နေခဲ့တာကမူမူလတရုတ်နိုင်ငံကတကယ်ကိုမှ organize crime syndicate ကြီးတွေစနစ်ကြတဲ့တကယ်ရာဇဝတ် syndicate ကြီးတွေပေါ့ ရာဇဝင်မှာတရုတ်ပြည်မှာဒီလိုမျိုးစင်ဒီကိတ်ကြီးတွေလူမိုက်ဂိုင်းကြီးတွေเนาะတရားမဝင်မှောင်ခိုလောက်တာကြားလာနေပြောရရင်တော့အခုကြားဖြန့်လုပ်ငန်းနဲ့ချိတ်ဆက်တာကဖူးကျင်ဂိုင်းတွေများတယ်ဖူးကျင်ဆိုတာထိုင်ဝမ်ရေလက်ကြားနာပေါ့เนาะသူတို့ကတမိုင်းမှာလေအဲဒီအလုပ်တွေလောက်တာတွေမကောင်နိုင်ငံရေးနဲ့လည်းဆက်နွယ်ဒါဟိုးတုံးเนี่ยဟိုမင်းမင်းလက်ဆက်တို့ပါတော့မင်းမင်းဟိုလက်ထက်တို့ပါတော့ပေါ့เนาะဒီခစ်တဲ့တမိုင်းမှာဆိုရင်သူတို့ကဒီဒုရက်ကွာစစ် အဲမှာဒီချန်ကီရှိပဲပါခဲ့တဲ့သူတွေအဲ့ဒီမှာဒီချန်ကီရှိအုပ်စုနဲ့ဒီမော်စီတုံးဟိုရကွန်မြူနစ်အုပ်စုဟိုအခြားကြတာမှာတိုက်ခိုက်ကြတာမှာမော်စီတုံးရဲ့အုပ်စုကအနိုင်ရတဲ့အခါကျတော့သူတို့တွေကိုပါ ဖြိုခွဲခံရပြီးတော့သူတို့တွေကပြပကိုထွက်ပြေးကြတာပေါ့နော်အဲ့ဒါလို့ねဒီမကာဝိုတို့ဟောင်ကောင်တို့မှာအာအကယ်ဟိုမှာတွေ့ကြည့်တဲ့ပတ်စံရတဲ့အပေါင်းကိုလုပ်ငန်းတွေလုပ်နေကြတယ် ဲ့တော့နားကြားမှာတော့ဒီလိုမျိုးရာဇွတ်ဂိုင်းနေဆိုတော့ဟိုလမ်းဘေးအုပ်စုဘွဲရိုက်နေတဲ့ဟာမျိုးတွေပဲမြင်တော့မယ်ဒါမျိုးတွေလည်းဒီဟောင်ကောင်ဂိုင်းတွေမှာမရှိလားဆိုတော့ရှိတယ်ဒါပေမဲ့ဒီအုပ်စုတွေကြတော့ဒီဒီအဖွဲ့တွေကြတော့တကယ်ကိုမှစနစ်ကျသူတို့ကအာ professionally ပါပါတယ်သက်ဆိုင်ရာအုပ်စုအဖွဲ့တွေနော်အာအဲ့လိုနဲ့တရုတ်ဆိုးရကဒီ2000ခုနှစ်နောက်ပိုင်းနေမှာမကာဝိုဟိုမှာဒီ cross border နေစားဖြတ်ကျော်လောင်စားလုပ်ငန်းတွေနောက်ပြီးတော့ money laundering ငွေငွေပြူလျှော်တာတွေကိုဖြိုခွဲလာတဲ့အခါမှာသူတို့ကအရှိတောင်အရှက်ဘက်ကိုပြောင်းလာသူတို့ပြစ်မှတ်ထားတဲ့နိုင်ငံတွေကတော့တရားဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံတွေအကျင့်တဲ့ခြားစားမှုကြီးတဲ့နိုင်ငံတွေနောက်ပြီးတော့မြန်မာပြည်လိုဟာမျိုးပေါ်ပါဝါ vacuum ဖြစ်တဲ့နိုင်ငံတွေအစောပိုင်းမှာတော့သူတို့ကကမ်ဘောဒီးယားတို့လာအိုတို့မှလုပ်တယ်အဲလာအိုဆိုရင်အခုဒီရွှေသိမ်းပြန်သွားလိုက်လို့ရှိရင်တိတ်တိတာလာအိုဘက်က တကယ်ကိုမှကြီးကြီးမားမားဖြစ်နော်သူတို့ကလည်းဒီဘလောက်ထိရင့်လဲဆိုရင်ကမ္ဘောဒီးယားမှာတော့ဆီယာနုဟိုဆီယာနုဗယ်လီမှာတော့သူတို့ရဲ့အဲ့ဒီဇုံတွေကိုကမ္ဘောဒီးယားအာဟိုရဲရဝင်လို့မရအာဏာမသိရောက်တာပေါ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကမ္ဘောဒီးယားတို့လာဝတို့မှာနိုင်ငံတကာဖိအားမြင့်လာတဲ့အချိန်နော်အဲ့ဒီမှာမြန်မာပြည်နေဆက်ကိုရောက်လာဒီနေဆက်တွေကကြတော့အုပ်ချုပ်မှု မမေရရမရှိဘူးဘယ်ဖွဲ့ကအုပ်ချုပ်တယ်လို့ဟိုမမေရရပြောလို့မရနောက်ပြီးတော့လက်နက်ကင်ပရိကကြီးနေတာ power vacuum ဖြစ်နေတယ်ဟာကမ်ဘောဒီးယားမှာ2019ဒီတီယာနုဗယ်မာစစ်စင်ရင်းနဲ့ operation လုပ်ပြီးတော့နှိမ်နင်းတဲ့အခါအဲ့တော့ဒီ center တွေကပေါ့နော် scan center ဖြစ်လာမဲ့ဟာတွေကညောင်ရီတဲကိုခြေကုပ်စယူလာအဲ့ဒါအဲ့ဒီအချိန်မှာပြစ်တာလဲ covid ကာလကြီးဖြစ်မြန်မာဆိုးရွားကပြောရရင်တော့မသိဘူးဒါတွေနဲ့ပတ်သက်ပြီးဘယ်လောက် ကျေကျပြန်ပြန်ဖြစ်လဲဆိုတာပါမသိဘူးတကယ်တတိနေထွက်လာလူကုန်ကူးမှုတွေအာဖြစ်လာတယ်နောက်ပြီးတော့အေးကမ်ဘောဒီးယားမှာတော့ဒီလိုဖြစ်ပျက်တွေရှိခဲ့တယ်ဆိုတော့တတိနေတက်လာကျွန်တော်တို့ဆိုရင်အဲ့ဒီတတိနေမြန်မာတောက်လျှောက်ဖော်ပြခဲ့နော်ဒါနိုင်ငံတကာတတိအနေနဲ့အဲ့လိုတွေဖြစ်လာတဲ့အချိန်2020ဂျွန်လထဲမှာအန်ဒီဆိုအနေနဲ့ investigation ဝင် is investigation ဝင်မလို့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ပြကျွန်တော် covid နဲ့သွားတိုက်နေရောအာအဲ့ဒီနောက်တော့ဒီကိုစစ်ပြအာဏာသိမ်းမှုဖြစ်ပြီးတော့အဲ့ဒီ investigation တွေကလည်း ရက်သွားအဲ့လိုနဲ့ဒီဒီဒီကြားဖြတ်လုပ်ငန်းတွေကတကယ်ကြီးမားခဲ့တာလောက်ကိုင်းတို့မူဆယ်တို့မိုင်းလာတို့နော်ဒါဒီဒီလုပ်ငန်းတွေကကူကူဟိုပါအာကြီးမားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ overseas chinese အဆက်ဆက်တွေရှိတယ်အဲ Fujin အိန္ဒိယလည်းအဲကဘာမှာ overseas chinese ဆိုကြီးလိုက်လို့ရှိရင် Fujin တွေအများတယ်နော်သူတို့ကအဲ့တော့ဒီဆက်ဆက်တွေနဲ့ဒီရှမ်းမြောက်မှာရှိသူတို့ကဒီလိုမျိုး investment ဝင်တဲ့အခါမှာကြားဖြန့်လုပ်မယ်ရေလို့တော့သူတို့ကပြောတာတော့မဟုတ်ဘူး အာဓမ္မအထူးစည်းပွားရေးဆောင်တွေထောင်မယ်ပြီးရင်အဲ့ဒီခေတ်ကာလတကယ်တရုတ်ပြည်ရဲ့အကြိုက်တရုတ်သမရရှီချင်းဖင်ရဲ့အကြိုက်ဘက်ဒန်ရုတ်ဒီကဘာကဘာတကွေးလန်စင်းအဲနဲ့အညီ logistic တို့ trade hub တို့ဒါတွေလုပ်မယ်လို့ပြောတာအဲ့တော့ အော်ဘတ်အငွေလေးအများကြီးဝင်မယ်ဆိုတော့တက်ဆိုင်ရာဒေတာတွေမှာလည်းသဘောကျတယ်။နောက်မြန်မာပြည်လိုဟာမျိုးမှာじゃဒါမျိုးပြောနောက်ဒီလူတွေကလည်းတကယ်အဲ business တွေဟန်ပြတယ်၊ company တွေဟန်ပြကြီးတယ်အများကြီးပဲရှေ့မှာကုန်ဟို company တွေ single single လောက်တာလား။အဲ့တော့ဟုံနှုံးဟုံနှုံးပေါ့။တစ်ဖက်မှာလည်းတက်ဆိုင်ရာဒေတာလုံခြုံရေးတွေအာဏာပိုင်တွေကငွေပေါက်ပြီးတော့ဝင်။အဲ့ဒါလို့ ਨੇ တရုတ်ပြည်မှာဗာဖြစ်လဲတော့တရုတ်ပြည်ကဒီဒီသူတို့ကပထမတော့ကာစီနိုတို့ဒီတရားဟိုဟို online gambling တွေဒါမျိုးတွေလုပ်နေတော့ prostitution ဒါမျိုးတွေပဲလုပ်နေတာနေပြီးတော့အော်ဟို scam online scam လုပ်တာက covid ကာလမှာပို့ပြီးတော့မြင့်တက်သွားအဲ့တော့ဗာဖြစ်လဲဆိုတော့တရုတ်ပြည်မှာလည်းအလိန်ခံနဲ့ကြားဖြတ်သားကောင်တွေကအများကြီးအဲ့တော့ဘ ਹੁ ဆိုးရောက်ဖိအားပေးတာတွေဖြစ်လာတယ် ဒီယောက်ကအာဒါကို crack down လုပ်မယ်ဆိုပြီးတော့အုပ်စုတစုကပေါ်လာပြီးတော့30 20 consistency နဲ့ဒါတိတဲ့အတိုင်းပဲเนาะအာရှာမြောက်မှာဆိုရင်မီပဲ show way စတဲ့မိသားစုတွေဖန်ခံရတာဖြစ်ဒါမဲ့ဒီလုပ်ငန်းကပတ်စံကြတော့သူတို့တွေရက်သွားတာမဟုတ်ဘူးသူတို့တွေကမြန်မာပြည်တွေကနေပြီးတော့ပဲဖြတ်ပြီးတော့လာတာရှာမြောက်ကနေပြီးတော့စစ်တပ်တွေရဲတွေငွေနဲ့ပောက်ပြီးတော့ထိုင်းမြန်မာနေဆက်ကိုအလုံးရင်းပြောင်းလာတိတာပဲအဲ့ချိန်တုန်းကဒီလူတွေအုပ်စုလိုက်ပြီးပြောင်းနေကြတာတိတာနော် နောက်ဒီနယ်မြေမှာတက်ဆာလက်နက်ကင်ဖွဲ့စည်းပေါ့အများပြန်တော့ဟိုစစ်တပ်နဲ့ချိတ်ဆက်နေတဲ့အဖွဲ့အစည်းဒီဟာနဲ့ပဲလူယူရတာဒီအဖွဲ့တွေကလည်းပတ်စံလိုချင်တော့အဲလောက်ကြတို့တို့ကလည်းငွေပဲကြည့်ပြီးတော့ဟာလာဒါဒါလက်ခံလိုက်ကြတာဘာဖြစ်လဲတော့ရှမ်းမြောက်ကကြားဖြတ်နေရဒီဒီမြန်မာနိုင်ငံတောင်ပိုင်းမှာရွှေကိုကူဘက်မှာရှိပြီးသားဒီမြောက်ပိုင်းဘက်မှာရှိပြီးသားအဖွဲ့တွေထပ်ပြီးတော့ပွားလာတာမျိုးဖြစ်နော်အဲ့ဒါနဲ့ဘုရားသုံးစုဟိုးဟိုအထီကို ဟိုတောင်ပိုင်းတောက်လျှောက်လုံးကကြားဖြတ်ရုံအစ်တည်းအားကောင်းလာခဲ့ဒီတရုတ်စင်ဒီကိတ်ကြီးတွေကတရုတ်ရဲ့ company တွေကဒီဒီဒီလိုမျိုးဒါ online ငွေလိမ်နဲ့လုပ်ငန်းတက်တက်မဟုတ်တခြားလုပ်ငန်းတွေအများကြီးရှိတယ်ငွေလိမ်နဲ့အဲထိုင်းမြန်မာနယ်စပ်ကငွေလိမ်နဲ့လုပ်ငန်းပေါ့ online scam လုပ်ငန်းတွေအရေးအတွက်ကဒီမြန်မာပြည်မှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာနှစ်ဆမကတိုးသွားတယ် AFP ရဲ့ investigative story မှာပါเนาะသူတို့ဂျိုဒူးဓာတ်ပုံတွေနဲ့တေချာ ိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရင်နောက်ပိုင်းမြောက်ရီတဝိုက်မှာ ਉਹ ပဲစန်တာကစန်တာဝင်းကြီးတွေကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအဲ့ဒီအဲ့ဒီဒီကိုတွားလေးလာဘူးတကယ်ဟိုမှာတော့ဟိုတော့ခေါင်ကောင်းမှာတကယ်မျိုးကြီးပြကြီးအကြီးကြီးတွေနော်တောင်းအောင်မြန်မာပြည်မှာအဲ့လိုမျိုးမျိုးကြီးပြကြီးတော့ရှိဖို့မလိုအဲ့တော့အဲ့ဒီစန်တာတွေကအလုံးပေါင်း၁၁ခွန်း၂၀ခွန်းဖြစ်သွားတယ်ဩစတြေးလျအခြေစိုက်တဲ့ ASIP ရဲ့ research အရဆိုရင် ူက ID လုပ်ငန်းတွေမှာလူကြီးတသိန်းနှစ်ပေါင်းလောက်လုပ်နေတယ်တချို့တွေလည်းလူကုန်ကူးခံရတာအဲ့ဒါလို့ ਨੇ ဒီကြားပြန်လုပ်ငန်းတွေမှာလူကုန်ကူးခံရတဲ့တည်နေပလူပြန်လာတော့အခါကျတော့ဘာဖြစ်လဲ2024 February မှာမင်းသားဝိုင်ရှင်ပျောက်ပျောက်ပျောက်တယ်ဆိုတဲ့တည်င်းထွက်လာတယ်အဲ့မှာရွှေကုတ်ကိုအယောင်ပြဝင်စည်းတာဖြစ်တယ် time back ချမ်းကလည်းအေးယူတဲ့အနေနဲ့မြားဝတီဖះသုံးစုနဲ့တာချီလေးကိုမီးရောအင်တာနက်တို့ဖြတ်တာတွေလုပ်ဒါပေမဲ့ ပြီးခဲ့တဲ့ August လောက်ထဲကနေပြီးတော့လုပ်ငန်းတွေအရင်တိုင်းပြန်တယ်။အော်အဲ့လိုနဲ့ NCA လက်မှတ်ထိုးပွဲစနစ်ပြည့်ပြီးတဲ့အချိန်၄ရက်အကြာเนาะနောက်နောက်ပြောရရင် ASEAN စီဝေးသမရအမေရိကန်သမရထရမ့်အာဒီဟိုအရှာခီးစင်ဒီဟာမှာဒီကမတိုင်ခင်မှာအာမင်းမင်းအွန်လိုင်းလဲဒီလိုမျိုးအစည်းအဝေးတွေတက်လို့ဟိုဟိုတက်ခွင့်ရမလို့လို့ဘာလို့လို့ဖြစ်နေတဲ့အချိန် အဲ့ဒီမှာအော်တိုဘာလ19ရက်နေ့မှာစစ်ကော်မရှင်တပ်ကကြားဖြတ်စင်တာအဲ့ဒီဒီကကဘတ်ကိုဝင်စီးတယ်ဆိုပြီးတော့ပြောနော်ပြီးသူကသူလူ2000လောက်တွေ့ခဲ့တယ်ပါညာနဲ့ပေါ့နော်တရင်ထုတ်ပြန်ပြန်ဒီမှာလူအများရောထွေးနေတာရှိနိုင်တယ်ဒီအေးကရင်ပြည်နယ်မှာရှိတဲ့အဲစံကြပြန့်စင်တာကြီးဇုံကြီးတွေထဲမှာထင်ရှားတာအများကြီးပဲတကယ်ဇုံကြီးရတော့ထင်ရှားတာတော့ရွှေကုတ်ကိုနဲ့ကကပတ် အဲ့ဒီရွှေကုတ်ကိုမှာရွှေကုတ်ကိုသူကအာအထူးစီးပွားရေးဆောင်6အနေနဲ့ရထိုင်မျိုးသေးလို့ခေါ်ပြီးတော့သူစီမံကိန်းတင်ပြတော့ဒေါ်လာ15ဘီလီယံစီမံကိန်းဆိုပြီးတော့ဟိုကျွန်တော်ကရင်ဆိုရကင်ဒီနဲ့အစိုးရမှာတင်ပြခဲ့တာဒါပေမဲ့လည်းအဲ့ဒီဟာကိုပြည်နယ်အစိုးရအနေနဲ့တရားဝင်သတ်မှတ်ပေးခဲ့တာမျိုးမဖြစ်ခဲ့ဘူးရွှေကုတ်ကိုမှာဒီနည်းမျိုးနံမှုလောက်တာဟောင်ကောင်မှာမှတ်ပုတ်တင်တာလေရထိုင် International Holding Group ယထိုက် IHG ပေါ့အဲ့ဒီယထိုက် IHG ရဲ့တကယ်ပင်မကောင်းကင်ပေါ့တကယ်ယင်းနှုံနံမှုလုပ်တဲ့သူအများစုကအခုထိုင်းမှာထောင်ကျနေတဲ့နော်တရုတ်ကသူ့ကိုလွှဲပေးပါဆိုပြီးတောင်းခံတာရတဲ့ရှစ်ကြည့်ချံသူ့ရဲ့ယာဉ်ကသူကဖိလစ်ပိုင်မှာတရားမဝင်ထီလုပ်ငန်းလုပ်လို့တရုတ်တရားရုံးကသူ့ကိုဖောင်ရန်ထောက်ခံတာပြီးတော့သူကကမ္ဘောဒီးယားအာမတ်ပုံတင်တိုင်ထားတဲ့သူ KK ဘက်ကိုကြတော့ဒီဟောင်ကောင်အခြေစိုက်နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းကြီးဖြစ်တဲ့ 14K ဂိုင်းရနေပြီးတော့ငွေထက်ငွေမြုပ်တာဂိုင်းကောင်းဆောင်ကတကြိုးလို့လူသိများတဲ့ဝန်ကုတ်ခိုင်ဒီဂိုင်းကနိုင်ငံပေါင်း30ကျော်မှာသူတို့ကွန်ရက်တွေရှိတယ်သူတို့ပတ်ဆက်ရမယ်ဆိုအကုန်လုပ်တယ်ဥမာပြည်တစားလုပ်ငန်းလူကုန်ကူတာလက်နက်မောင်းကူငွေညှစ်တာနော် 14K ဆိုတာကသူက လူ14ယောက်နဲ့စပြီးတော့ဂိုင်းထောင်တာသူတို့ရဲ့ဌာနချုပ်ကအောင်ကောင်းဒီကိုင်လုံးမှာရှိတာပေါ့နော်အဲ့ဒါကြောင့် 14K လို့ခေါ်တယ်သူတို့ဂိုင်းဖွဲ့စည်းတဲ့ပုံစံသူတို့အခေါ်ဝယ်ရဲ့နံပါတ်နဲ့ခေါ်တာဥပမာဂိုင်းကောင်းဆောင်ဆိုရင်489ဒုတိယကောင်းဆောင်ဆိုရင်438စစ်သားအဆင့်ဆိုရင်426ပါမန်ဂိုင်းဖွဲ့ဝင်ဆိုရင်449ပေါ့ အဲ့တဲ့အခါကျတော့သူကဒီနံပါတ်3သိပြီမယ်လေဘသူဘဲဝါရာဆိုတာတက်တည်ပြဖို့ခက်တာမျိုးဖြစ်အောင်ဒီအင်မတန်မှလျှို့ဝှက်တဲ့အဖွဲ့စီကဘာတဝမ်းလုံးသူတို့ခိုင်းအဖွဲ့ဝင်နှစ်သိန်းလောက်ရှိတယ်တဲ့ပြောရရင်တော့အများကြီးပဲနော်ဒါအခုတော့အချိန်ငန်းလင့်ပြီးတော့ဒီလောက်ပဲပြောပြရစီခုနကတော့ဒီဇာပြောထားပြောထားတဲ့အထက်မှာပေါ့လေဒီ10 20ကိုဆက်စင်းရင်နောက်ပိုင်းမှာဒီမြောက်ရီတဝိုင်းမှာဒီကြားဖြန့်ခြံဝန်းတွေက 17ခုကနေပြီးတော့28ခုအထိတိုးလာတယ်လို့ပြောရတယ်ပေါ့နော်။ဆိုတော့ဒီဒီမှာတော်တော်လေးများများရှိနေမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီလက်ရှိဒီရုပ်သက်သက်ဖြစ်နေတာက KK Park တစ်ခုပဲနာမည်ထွက်တယ်ပေါ့နော်။အော်ဆိုတော့ဒီ time ညမှာနေဆက်တစ်လျှောက်တခြားဘယ်နေရာတွေမှာရှိသေးတယ်လဲပေါ့လေပြီးတော့ election အဲ့ဒီ data မှာအခြေအနေဘယ်လိုရှိတယ်လဲပြောပြပေးပါဦးမြောက်ဦးဒီမြို့ကိုအလဲထားပြီးတော့ကြည့်လိုက်မြောက်ဘက်မှာရွှေကုတ်ကုန်းနဲ့တောင်ဘက်ကြောက်ခတ်เนาะအဲ့ဒီအထိအထိကိုတောက်လျှောက်ဒီဒီဒီ line တောက်လျှောက်မှာ နာမည်မျိုးစုံနဲ့ scan center တွေအများကြီးပဲသူကနာမည်ပေါ်မူတည်ပြီးတော့ဘယ်သူရင်းနှီးမြှုပ်နှံလဲပေါ့အကုန်လုံးကတော့ဒါတေယုဟို guide နေနဲ့ဆက်နွယ်နေတာဖြစ်မြောက်ရီတဲမှာဟိုပဲ UK ကို3လုံး63လုံးခရမ်းပြတစ်ကိတ်25ကိတ်စနစ်ကိတ်နော်အဲမြောက်ရီနဲ့ရွှေကုတ်ကိုကြားထဲမှာအပိုလိုဝန်ခဧကတရာဝန်ခရွှေညောင်မင်းမှာ29ကိတ်အီအီအီပါနောက်မင်းလက်ပန်ဆိုင် ဖလူကြီးဖလူလေးကြောက်ခက်ဆိုအဲ့လိုဆိုပြီးတော့သူကဝင်းနေလိုက်ရှိအောက်တိုဘာလ19ရက်နေ့ကဝင်စီးတာ KK ဘတ်တကူတယ်ဝင်စီးတာအဲ့ဒီ KK ဘတ်နားမှာပဲအဲ AA ဘတ်ဆိုတာရှိပြီးတော့အဲ့ဒီမှာလဲကြားဖြတ်နေလောက်ကြ음သူကအကုန်လုံးကတော့ဟောကြားဖြတ်လောက်တာမဟုတ်ကက်ဆီနိုတို့เนาะနောက်ပြီးတော့ဒီဒီ entertainment တွေပေါ့အဲ့ဒီဟာတွေလုံးကြတာရှိတယ် online ငါနေပြီးတော့အအများပြည့် online အခုတွေ့နေရတာ game ောင်းငါတို့ပါတော့ဒီຢာတွေနဲ့မကင်းဘူးခြုံပြောရရင်ဒီစုံကြီးတွေဒီຢာတွေအတွက်မြင်ငားတာနဲ့ဒေတာလုံကြုံကြီးလောက်တာကကရင်ပြည်နယ်နေသားဆောင်တက်ဒါမှမဟုတ်အခုတော့ကရင်မျိုးသားတက်မလို့ဆိုတဲ့ဖြစ်သွား KNY လို့ KNY နဲ့ democracy အကျိုးပြု ကရင်တပ်မတော် DKB တို့ပေါ့ KNA ကရွှေကုတ်ကို KK ပါ DKB ကကြောက်ခန့်ဆိုတာအားမျိုးပေါ့မင်းအောင်လိုင်းရဲ့စစ်တပ်ကတော့ဒီအဖွဲ့တွေကိုသူကလုခွင့်ပြုလာတာဒါမှမဟုတ်မျက်စိမိတ်တာဘာဖြစ်လို့ဆိုဖွဲ့စည်းပုံညာသူတို့နဲ့ချိတ်ဆက်နေတာသူနဲ့အတူတွဲလုပ်နေကြပဲဟာလာတလို့အခြေအနေကိုပြောရရင်အောက်တိုဘာလ16ရက်နေ့ဒီအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်တပတ်လို့မှာစစ်ကော်မရှင်တပ်က KK ဘက်ကိုဝန်ကြီးပါတယ်ဆိုပြီးတော့တပ်ပုံတွေထုတ်တယ်နော်နောက်အဲ့ဒီတပ်ပုံတွေကဆင်ရိုက်တယ်ဆိုတာနောက်ပိုင်းတော့ပေါ်ပေါက်တယ် အောက်တိုဘာ20ရက်နေ့မှာ KK Park အဲဂိတ်တကားတွေကိုစစ်တပ်နဲ့ BGF တို့ကဖွင့်ပေးလိုက်ပြီးတော့ idea ဝန်ထမ်းတွေဖတ်သွားစေသူခေါင်းဆောင်ပိုင်းတွေကိုတော့ BGF ကကားနဲ့ခေါ်ထုတ်သွားတယ်စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေမှာ GNU တင်ပိုက်ထားတဲ့ဆွဲရုံးပြွာကိုပြန်သိမ်းတဲ့ KK Park ကိုရှောင်းတဲ့စစ်စီရင်လုပ်ခဲ့ပါတယ်ဗောအဲ့ဒီမှာလူပေါင်း2000ကျော်တွေ့ပြီးတော့ Stalin အလုံး30ကျော်ဖြုတ်သိမ်းနိုင်ခဲ့တယ် နော်အဲ့ဒါမျိုးသူကဟိုဟာဒါအာ KNU ဟိုတီထောင်တာပါတီထောင်တာပါဆိုပြီးတော့ဆွဆွဲတယ် KNU ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့လုံးဝမဟုတ်ပါဘူးဒါတည်မလောက်ကြံတာဖြစ်တယ်သူယတိပြက်ညင်းအဲ့တော့ဘာဖြစ်လဲဒီဒီဒီကနေပြီးတော့လူတွေဟိုနင်းအမ်မောင်းထုတ်လိုက်ခံတဲ့လူတွေက လာဟိုလမ်းမော်တွေရောက်လာလမ်းမော်တွေမှာသူစိုက်ကယ်တွေကားတွေနော်တချို့ကြလဲချိန်ချင်းရှောက်ပေါ့နော်သူတို့ကားနဲ့သူတို့ကားနဲ့သွားရင်ကျွန်တော်ဘာလို့လဲ55မိနစ်လောက်သွားဒီအဲ့လောက်အကွာဝေးရှိတဲ့မြောက်ဝတီမြို့မြောက်ဝတီမြို့သွားကြနော်အရင်ကကားကတပေါင်းခွဲ2000လောက်ကနေပြီးတော့အခုအဲ့ဒီအဲ့ဒီလိုမျိုးဟိုဟိုဖြစ်တဲ့အခါကျတော့9000တသိန်းစားတယ်ဈေးတွေတက်တော့အခုဆိုရင်မြောက်ဝတီဒီ ဟာဟိုတယ်တွေเนาะနောက်ပြီးတော့ဘုံကြီးเจ้าတွေเนาะအဲ့ဒါတွေကြာဖြတ်နှုတ်သားတွေနဲ့ပြည့်တာနောက်ထိုင်းဘက်ကိုလည်းကူးကြတာရှိတယ်ထိုင်းဘက်ကို1200လောက်ကူးသွားတယ်လို့ဟိုမှန်ပဲသွားမှမသိတဲ့နိုင်ငံသား400လောက်ကိုမြောက်ဒီကအာကစားကွင်းထဲမှာအာနေရာချပေးတာတွေ့ရအော်တိုဘာ23 24နဲ့25ရက်တွေမှာပောက်ကွဲတန်ကြီးကြားရတယ်ဒါပေမဲ့အများစုကအပန့်ပုံးနေ ဲ့တော့အာဒီဒီဇလန်ကလောက်ကကနိုင်ငံတကာရဲ့အာယုံဆိုင်မှုခံထားရတဲ့အတွက်ပီကီပတ်တခုလည်းဟိုပဲအဲရှင်းနေတဲ့သဘောတွေ့ရအခုဒီကီကီပတ်ကဒါအရင်ကဆိုရင်မီးရောင်တဝန်းဝန်းနဲ့စီကားနေတဲ့နေအခုတော့မဲမောင်းတာဒါပေမဲ့လည်းကျွန်တော်အမြင်ရတော့တကယ်ကျူးလွန်တဲ့ငရဲကိုကြီးတွေကတော့လွတ်နေတာပါပဲနောက်တစ်ခုကဒီဒီလက်ရှိဒီရှင်းလင်းရေးလုပ်နေတယ်ဆိုတော့ဒီ KK Park ကနေ ထွက်ပြေးလာတဲ့လူတွေပေါ့နော်အဲ့ဒီထက်မှာနိုင်ငံသားသားတွေလည်းအများကြီးပါတယ်ဒီနိုင်ငံသားသားတွေဆိုလို့ရှင်တိတာတယ်ပေါ့လေဒါမြန်မာဆိုရင်တော့မရောကောတော့ကောနဲ့ဟိုကလုံနေလို့ရသေးတယ်ပေါ့လေဒီနိုင်ငံသားတွေဆိုလို့ရှိရင်တော့ဟောသူတို့ဆိုလို့ရှိရင်ထိုးထွက်နေရပေါ့လေဒီလူတွေကိုရောဒီအထိုင်းရောမြန်မာရောပေါ့လေသူတို့ကဟိုဘက်ကိုရောပြေးဒီဘက်ကိုလည်းပြေးပြန်ကားနေရဆိုတော့ဒီအနာပိုင်းတွေကရောသူတို့ကိုဘာဆက်လောက်တာမျိုးတွေ့ရသေးလဲဟိုဖန်းစီပြီးတော့နိုင်ငံပြန်ပို့တာမျိုးတော့အဲ့လိုမျိုးတွေရောတွေ့ရသေးလားရှင့် ထိုင်းဘက်ကိုဂူဖို့ကြိုးစားတဲ့စောင့်နေတဲ့သူတွေတချို့ကိုဒီစစ်ကော်မရှင်တပ်ကမြောက်ရီမြို့ဒီအမှတ်မှတ်တဲ့တရားနီးမှာအော်တိုဘာလ20ရက်နေ့ကခေါ်သွားတာတွေ့ရဒါပေမဲ့ဖမ်းတာစီးတာရေလို့တော့ကျွန်တော်တော့မတွေ့ရဘူးပြီးရင်ဓာတ်ပုံနေတဲ့ဗီဒီယိုဖိုင်တွေထဲမှာဒီဟိုဟိုပုံပြီးဝင့်နေတဲ့နော်ပုံနေတဲ့ပုံစံမျိုးပေါ့လူ90တရာလောက်မြင်ရတာလွဲလို့ရှိရင် စစ်တပ်ကဒီစစ်ကော်မရှင်တပ်ကသတင်းထုတ်ပြန်တဲ့ကီကီပတ်မှာတွေ့တယ်လူ2000ကျော်ဆိုတဲ့ဟာလေအရေးယူမယ်ဘာညာတခုမှပြောထားတာမတွေ့ရအောင်ကီကီပတ်ကထွက်လာတဲ့မြန်မာအများစုကတော့မေတော်တလေးဘက်မှာအိမ်ငားတယ်နော်ညဝတီနဲ့ဒီမေတော်တလေးကဖုန်ကြီးချောင်းတွေတဲကိုကန်းတွေဟိုတယ်တွေမှာရှောင်နေကြတယ်နဲ့တချို့ကတော့ကိုဒေတာကို ရောက်သွားပြီလို့မှန်စာဒါပေမဲ့ မြန်မာဘက်ကမှဘယ်သွားလို့ဘယ်လာမှမသိတဲ့နိုင်ငံသားအနိုင်ငံသား400ဒီအာကစားကွင်းထဲမှာပဲရှိနေပြီးတော့သစ်ကော်မရှင်ကတရင်ထုတ်ပြန်အဲတရင်ထုတ်ပြန်တာမှာတန်တမာရေးတန်တမာဆက်ဆိုင်ရေးအရာဖမ်းဖို့အစီအစဉ်မရှိဘူးဆိုတာပါเนาะအဲ့ဒါရပ်အမှန်တည်းထိုင်းမှာဆိုရင်ဒီနေရာတွေကအာဒီလိုမျိုးကြားပြတ်နဲ့ပတ်သက်တဲ့အဲသူတွေအဲတရားစွဲတယ်ပြီးရင်အဲ အနေဆုံးတော့ဘယ်လိုဖြစ်တာလဲဆိုတော့သိအောင်လုပ်တယ်။ MRB ဘတ်ချမ်းမှာစစ်ကော်မရှင်ကဒါမျိုးလုပ်တာမတွေ့ရအောင်။အမတ်1နဲ့အမတ်2တရားကနေထိုင်းဘက်ရောက်လာတဲ့သူတွေနော်။အော်တချို့တို့ဟိုလေအိမ်မွေရာတွေလှေတွေနဲ့ဒီတောင်ရင်မြစ်ကိုကူးကူးခဲ့ကြတာ။အလုံးမောင်းမနိုင်ငံလား1000နေရာတော့ရှိတယ်နိုင်ငံမောင်း15နိုင်ငံပေါ့လေထိုင်းဆိုရတော့ဒီထိုင်းလေဝင်းရှိရ ီနေဆက်လုံုံကြီးတက်တယ်မှာသူတို့နေရာပေးတာလေစစ်ဆေးမှုတွေလုပ်နေတယ်။နောက်ဒီလူကုန်ကူးခံနဲ့အဲလို့ပြောတဲ့တာအကောင့်ဖြစ်ခဲ့တဲ့လူတွေကိုသူတို့ရဲ့မိခင်နိုင်ငံတွေပြန်ပို့ပေးမယ်။အာပြီးတဲ့ခါကျရင်စကမ်မာဒီမှာလာပြီးတော့ကိုယ်သဘောနဲ့ကိုယ်ကြားဖြန့်လာလုပ်တဲ့လူတွေစကမ်မာလုပ်တဲ့လူတွေကိုတော့ပြစ်ဒဏ်ပေးမယ်လို့ထိုင်းတာဝန်ရှိတဲ့သူတွေကထုတ်ပြောထားတာတွေ့ရ။အဲတော့ထိုင်းနဲ့မြန်မာနှစ်နိုင်ငံမှာထိုင်းဆိုရရဲ့လှုပ်ဆောင်တာကို ဒီဘက်ဒီဘက်ကချီကျူးတာတွေ့ရတာလေဒါကွဲပြားမှုလို့ပြောလို့ရပါတယ်ဗျဟုတ်တဆက်သေးပေါ့နော်ဒီခုနကဆရာပြောတဲ့အထက်မှာအစောပိုင်းဆရာပြောတဲ့အထက်မှာပါတယ်ဒီအာဒီနေဆက်ကဒီကြပြန်းဆန္ဒတွေမှာဆိုလို့ရှိရင်လုံခြုံရေးအာယူပေးထားတာပဲပြောမလားဒါမှမဟုတ်ဒီမျက်စိမှိတ်ပြီးတော့နေနေတယ်ဆိုတော့ဒီ BGF တို့အာဒီ KNA တို့ပြီးတော့ဒီ DKB တို့ပေါင်ပတ်သက်မှုရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒီ KK Park မှာလည်းဒီနေမြေငှားရမ်းတာနဲ့ပတ်သက်လို့ရှိရင် ဒီကရင်လက်နက်ကင်တပ်ဖွဲ့တွေပြီးတော့ဒီ KNU အပါဝင်တဲ့သူတို့ဒီဒီ KNU အဖွဲ့နဲ့လည်းပတ်သက်ပြီးတော့သတင်းတွေပါတွေထွက်ကြတာမျိုးရှိတယ်ဆိုတော့အော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ KK Park နဲ့ဒီကရင်လက်နက်ကင်တပ်ဖွဲ့တွေနဲ့ပြီးတော့ဒီစစ်တပ်ရောပေါ့လေဘယ်လိုမျိုးဆက်ဆက်မှုပတ်သက်မှုရှိကြလဲရှင်မင်းအောင်လိုင်းရဲ့ဒီစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ KK Park အတွက်ရင်ငါးစာချုပ် ဟိုချုပ်တဲ့နေရာမှာဒီ GNU ရဲ့လက်ရှိဥက္ကရာပတို software တူဝင်နဲ့သူလည်းပါတာပဲလို့เนาะနောက်ပတို Roger King တို့ပါတာပဲလို့စသဖြင့်အဲ့လိုမျိုးလုံးတုတ်ပြီးတော့တော့ GNU က KK ဘက်ကနေမြေငါးကားလို့လုံညွေးဆောက်ရှောက်ကတွေအကျိုးမြတ်တွေရနေတယ်ဒါ GNU ရဲ့လက်ချက်ဆိုပြီးတော့သူကအဲ့လိုမျိုးအာဆွတ်ဆွဲတာမှတော့ဟိုတတိအလိန်ထုတ်တာဒီစစ်ကော်မရှင်ရဲ့ပြောတဲ့ဟာတွေပြန်ပြီးတော့လိုက်ကြည့်တဲ့အခါကျရင်ဒါလောက်ကြံဆက်ပဲ သူက KNU တည်းမှနဲ့တိုက် KK ဘက်က KNU ရဲ့တပ်ပေါ်လေ KNL ရဲ့တပ်မ6လှုပ်ရှားနေမြေထဲမှာပါတယ်ဆိုပေမဲ့အဲ့ဒီနေမြေထဲမှာနေမြေစုံမှုမှုဆိုတာရောထွေးနေတာဗျဒီတပ်တွေနေမြေလိုက်ပြောရရင်မင်းအောင်လိုင်းစစ်တပ်လည်းရှိတယ်ပြီးတဲ့ခါကျရင် သူရဲ့အဖွဲ့စည်းပုံအဲသူဖွဲ့စည်းပုံရပါတယ်သူလက်အောက်ခံဒါမှမဟုတ်သူ ਨੇ တရားဝင်ပူပေါင်းမှုရှိနေသေးတယ်အဲဂိမ်းပြီးနေနေသားဆောင်တက် BGF နော် KNA ပေါ့ပြီးရင်ဒီမိုကရေစီအကျိုးပြုကင်းတက်မှာတော့ DKB ကင်းငိမ့်ငိုင်းရေးကောင်စီ KNL PC နဲ့ BDF တောင်ရှိတယ်။အဲဒါရာသွင်းပြန်ပြောရရင်ဟိုတုန်းက KNU ကိုဒီတရုတ်ရဲ့စီမံကိန်းနဲ့လာချိတ်ဆက်ပြီးတာဘယ်လိုစောရောကြခင်လို့ကျွန်တော်အာထင်တယ်။သို့တော့ပြန်ကောက်ရရင်ဒီဒီတရုတ်စင်တီကိတ်တွေကခုနပြောလို့ Belt and Road Initiative နဲ့ချိတ်ဆက်ပြလိုက်တာသူတို့ကဒါကိုဟိုဆိုင်းဘုတ်တင်ပြီးတော့လာပြီးတော့ 14K ဆိုတဲ့အဖွဲ့ကဒီရာဇဝတ်ဂိုင်းစင်ဒီကိတ်တက်တက်မဟုတ်1945လောက်ကကွန်မင်တန်စစ်ဘော်ချုပ်တယောက်ဖြစ်တဲ့ကော့စီရောင်သူကနေပြီးတော့ထောင်လာတာသူကကွန်မြူနစ်စန့်ဂျီရဲ့အဖွဲ့ကွန်ဂျိုးမှာထောင်ခဲ့ပြီးရင်1960ပြည်လွန်နှောင်းပိုင်းနေကြတော့အဲ့ဒီအချိန်မှာဟောင်ကောင်ကိုတရုတ်စီပြန်ပြောင်း န်ပြီးတော့လွှဲပြောင်းပြီးလိုက်တဲ့အချိန်မှာဒီ 14K ကသူတို့ကတရုတ်မျိုးချစ်တွေပါဆိုပြီးဖြစ်သွားတယ်။ပြီးရင်တရုတ်ပြည်မှာပြည်မာကြီးရဲ့အစိုးရဒီကွန်မြူနစ်ပါတီပေါ့ CCP နဲ့ပူးပေါင်းပြီးတော့ဟောင်ကောင်ကဒီမိုကရေစီလူလာတဲ့လူတွေဆန္ဒပြတာတွေဆန္ဒပြတဲ့သူတွေကိုတိုက်ခိုက်တာမျိုးတွေမှာတော့ပတ်သက်ခဲ့။ဒါပေမဲ့ဒါတွေကလည်းသူတို့ကာဗာလုပ်တာလည်းဖြစ်နိုင်တယ်လို့နောက်ကွယ်ဇလန်းနေတယ်ဘယ်လိုလဲဆိုတော့နောက်ကွယ်ဇလန်းလည်းဖြစ်နိုင်တယ်ဘဲဒန်ရိုးအင်နီရှီယေးတစ်ခေတ်မှာ ဘယ်ရရဘယ်ရရနဲ့ပတ်သက်ပါလေဆိုပြီးသူတို့ကချိတ်ဆက်တယ်။အဲ့ဒီခါကျတော့ဒီလူတွေနဲ့ပတ်သက်ရင်တော်တန်ယုံမျက်စိလဲသွား။ဒီဒေတာရွှေကုတ်ကိုတို့ကီကီပတ်တို့ဒီနေရာမှာပြောရရင်ဗျာတောခေါင်ကောင်မှာဒေါ်လာတန်ပေါင်းများစွာဘီလီယံနဲ့ချီတဲ့ရင်းနှီးမြှုပ်နှံမှုတွေလာလုတယ်ဆိုတာကျွန်တော်အတွက်တော့စီးပွားရှာတာတသက်ဟုတ်ပါမလားလို့တန်တရားရှိစရာ။ကီယန်နူနဲ့ပတ်သက်လို့ပြောရင်ကီယန်နူကသူ့သူ့မှာလောင်းကစားမွေးစေဝါနဲ့ပတ်သက် သူ့ရဲ့မူဝါဒရှင်းတယ်လုံးဝလက်မခံနောက်သူ့ရဲ့ civil society ကအားကောင်းဒီလိုမျိုးဟိုဟိုပတ်သက်တယ်ဆိုတော့တတိယနေ့ထွက်လာတဲ့အခါမှာဒီပတ်သက်တယ်ဆိုတော့ဒီ individual ကောင်းဆောင်နေဒီကောင်းဆောင်နေဖယ်ရှားပေးဖို့သူတောင်းဆိုခဲ့တာရှိတယ်အဲ့တော့အော်အစာချုပ်ချုပ်တယ်ဆိုတော့နှောင်းပိုင်းအဲ့ဒီနောက်ပိုင်းပေါ့နော်2023 April လထဲမှာကျင်းပတယ် KNU ရဲ့18ကြိမ်နောက် Congress မှာဒီတရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့တရုတ်ဒီ syndicate တွေနဲ့ပတ်သက်တဲ့ဆိုတဲ့လူတွေကိုဆက်ပြီးတော့တာဝန်မပေးအောင် ရွေးချယ်မခံရတာတွေဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်အဲ့ဒီနောက်ပိုင်းเนาะဒီဒီဒီတကယ်တကယ်ကကကပတ်တို့လဲပတ်နေတဲ့အခါမှာဒီကကပတ်လုံချုံကြီးကိုပေးနေပြီးတော့ငွေကြီးကျိုးမြတ်ရနေတာလေ BGF ပဲဗျ ကျွန်တော်အမြင်တော့စစ်ကောင်စီကဒီဇလန်းထွင်တာနှစ်ချောင်းရှိမယ်တကူကသူကကရင်အချင်းချင်းမတိုက်ရင်းမူကိုကျိုးပြတ်သွားစေချင်ကရင်မှာအာသူက BGF ကအားကောင်းနေပဲ BGF က KNU ကိုသူကတိုက်စီချင်နောက်တကူက KNU ကရွေးကောက်ပွဲကိုမထောက်ခံခဲ့တော့သူနိုင်ငံကြီးအရာကျိုးတဲ့အခါကျတော့သူကတပ်တန်ထိုးနှက်နောက်ပြီးတော့အာဒီဒီဟာကိုပြပြီးတော့သူကနိုင်ငံတကာဟိုလှည့်စားမှုလုပ်ချင်တာပေါ့ဗျာ ဘာလို့ဒါပြောရရင်ဒီစစ်ကော်မရှင်တက်ဒီဒုတိယကာဝေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကသူ့ရဲ့စစ်စင်ကြီးသူစစ်စင်ကြီးเนาะဒီတောင်ပိုင်းကိုထိုးတဲ့စစ်စင်မှာ BGF ကမပါလို့ရှိရင်မပူပေါင်းလို့ရှိရင်ရွှေကုတ်ကိုဘုံကျဲမယ်ဆိုတဲ့သဘောမျိုးသူပြောထားခဲ့တာရှိတယ်။နောက်ဘယ်သူလက်တယ်လဲဆိုတာကိုဟိုဘယ်သူကလက်တယ်လဲဆိုတာကိုလိုက်ကြည့်ရင်ရှင်းရှင်းလေးပါကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဒီ American Beauty နဲ့ဥရောပတမကဆန်ရှင် ချခံထားတဲ့သူတွေစရင်လိုက်ကြည့်လိုက်နော်မြမားဆိုရင်ဒီဟို BJ KNE ကဘုံမကြီးစောချစ်သူနဲ့သူသားနှစ်ယောက်စောတင်ဝင်းစောမင်းမင်းဦးစောမုတ်တုံးနော်နောက်ပြီးရင်သူတို့ဒီဘုံမကြီးစောချစ်သူရဲ့ကုမ္ပဏီပေါ့ချစ်လင်းမြိုင်နောက်ကမ်ဘောဒီးယားဆိုရင်ချမ်းကြည့်ဒီဒီဒီ Prince Group Prince Group Company နဲ့အဲ့ဒါနဲ့ဆက်နွယ်နေတဲ့ company တရားကြောင့်ဒီဒီချားဖြန့်က big guy နဲ့ပါချိတ်ဆက်မှုရှိတယ် ချမ်းကြီးလို့ဆိုတာဘစ်ကွိုင်ကိုဒါနိုင်ငံတကာမှာအကြီးအကျယ်လုပ်တာဘီလီယံပေါင်းများအောင်များစွာလုပ်တာအခုအဲ့ဒီအဲ့ဒီဟာတွေ freeze လောက်ခံတာအဲ့တော့အဲ့ဒီစည်ရင်းထဲမှာ KNU နဲ့ပတ်သက်တာလုံးဝမရှိဘူးစစ်ကော်မရှင်ကဘလို့ပဲလှုပ်ကြံပြောပြောဒီဟာတွေကိုတကယ်စုံစမ်းစစ်ဆေးမှုလုပ်တဲ့သူကတိတာပေါ့နော်ဘသူကတကယ်ပတ်သက်နေတယ်ဆိုတာ American ပြည်ထောင်စုငြိမ်းချမ်းရေး Institute USIB ရဲ့ report တစ်ခုမှာ ကြားဖြတ်နေရမြန်မာစစ်တပ်အတွက်အကျိုးမြတ်များတဲ့ဝင်ငွေအရင်းမြစ်ဖြစ်နေပြီးတော့ဒီစစ်တပ်ဟာနော်အဲရွှေကုတ်ကိုဟို BGF ကရွှေကုတ်ကိုရနေတဲ့နှစ်စဉ်ရနေတဲ့ဝင်ငွေ American Dollar 190နှစ်192တန်းရဲ့90ရာခိုင်နှုန်းကိုမြန်မာစစ်တပ်ကရတယ်နော်အဲ့တော့တနိုင်ငံလုံးမှာရှိတဲ့ကြားဖြတ်လုပ်ငန်းသူက39ဘီလီယံလောက်ဟို တန်ဟိုဟာရတဲ့ဟာစဉ်းစားကြည့်ပေါ့ဘယ်လောက်ရမလဲဒီအဲ့တော့တန်းမောင်းများတန်းညာနဲ့ကြည့်ပြီးတော့မြန်မာစစ်တပ်ကကဟောင်ကောင်ကမီဒီယာတခုကပြောတာမြန်မာစစ်တပ်ကကြားပြန့်လုပ်ငန်းတွေအကျိုးမြတ်သုံးပုံတပုံနော်သူရဲ့ဒီလက်အောက်ခံတပ်တွေပြန်ပြီးတော့ယူနေတယ်ဆိုတဲ့ဟာကျွန်တော်ကျွန်တော်ထင်ပါတယ်ဒီ ရပခတိုင်းမှုတွေပါလေဆိုတာဒါတွေနဲ့မလွတ်ဘူးเนาะသူရဲ့အဲပြီးဟိုစစ်တီတာလို့ပါလို့ဆိုတာဒါတွေနဲ့မလွတ်ကြားဖြန့်နှိမ်နင်းကြီးဆိုတဲ့တရင်ထွက်လိုက်တာနဲ့မြန်မာပြည်မှာအင်ဂျင်နီရေကွက်ကလှုပ်ခါသွားတော့အဲ့ဒီခါကျတော့ဒါဘလို့ဆက်နွယ်မှုတွေလဲဆိုတဲ့ဟာတွေးယူလို့ရပါတယ်ဗျဆိုတော့ဆရာဒီတပတ်ဒီထားမြန်မာနယ်စပ်ကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးသွားတာတော်တော်လေးလန်းနှစ်နှစ်ဆက်ဆက်ရှေ့ပြီလို့တော့ယူဆပါတယ်ဆိုတော့ဒီတစ်ပတ်အဆွေးနွေးမှုကိုဒီမှာပဲရနာချင်ပါတယ်ဆရာပါဝင်ဆွေးနွေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ကျေးဇူးပါ လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။